အားလုံးဝင်မင်္ဂလာပါဘုရားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ဒီအာတိမောသေဩရစာဒုတိယဆောင်ရဲ့နောက်ဆုံးအာခန်းကြီးဖြစ်တဲ့ဒီနေ့ကျွန်တော်ဆင်ခြင်ဖို့အတွက်လည်းနောက်ဆုံးအပိုက်လေးတွေပေါ့နော်ဒါလေးတွေကျွန်တော်ဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ဒီတမန်တော်ရှင်ဘောလူကိုတရားဆွဲဆိုထားတဲ့ဆွဲဆိုချက်ပေါ့ ဲ့ဒီအရာကိုတမန်တော်ကြီးရှင်ဘုလိုကပြန်ပြီးတော့မှသူတို့ရဲ့အရင်ဦးဆုံးပြန်ပြီးတော့အော်ပြောပြရတာပေါ့ပြန်ပြီးခြိပရတာပေါ့ဒါတွေကဒါကြောင့်ဒါကြောင့်ဖြစ်ပါတယ်ဆိုပြန်ခြိပရတယ်ကျွန်တော်မြန်မာနိုင်ငံလို့ဆိုလို့ရှိရင်ဒါပထမအဆုံးယုံကျိန်းဖြစ်မှာပေါ့နော်သူရဲ့လျှောက်လေးချက်တွေကိုပြန်ပြီးနားထောင်ပြီးတော့မှအာဒီဆွဲချက်တွေကိုအော်ပြန်ပြီးတင်နေပေါ့ဆိုတော့အဲ့ဒီအချိန်မှာတကယ်တော့ ရှေ့နေတယ်လို့မယ်အဘိနာကသူ့နောက်ကနေလိုက်ပြေးရမယ်သူတွေလို့တော့ပေါ့ဒါပေမဲ့အဲ့ဒီသူတွေမပါဘူးဖြစ်နေတယ်နော်အဲ့အချိန်မှာတမန်တော်ကြီးရှင်ဘောလူနေနေကအာသူတောက်ကိုရင်ဖွင့်ပြီးတော့မှသူပြောပြတယ်အကြောင်းအရာလေးကိုကျွန်တော်တို့တူတူကဒီညနေဆင်ကျင်ဖို့ဖြစ်ပါတယ်ဆိုတော့ခေါင်းခေါင်းစဉ်ကတော့တင်သည့်တူတွေမဟုတ်ပါဆိုတော့ခေါင်းစဉ်လေးနဲ့ဝင်ငှားကျင်တာဖြစ်ပါတယ်ဆိုတော့ ဒီတိမောသေဩရာဆိုဒုတိယဆောင်ခန်းကြီး၄အငယ်၁၆မှာပထမအချိန်၌အပြစ်တင်ခွင့်ကိုဖြေ၍ငါသည်အစီရင်ခံရသောအခါငါဘက်၌ဘေသူမြမနေလူအပေါင်းတို့သည်ငါကိုစွန့်ပစ်ကြ၏သူတို့၌အပြစ်တင်တော်မမူပါစေနှင့်ဘလောက်အထင်းမှာဝနေပြီးတော့မှာ ဟိုစိတ်ထဲမှာအထီးကျန်ဆန်စွာနဲ့ရင်ဖွင့်လိုက်တဲ့စကားလဲဆိုတော့ကျွန်တော်ဒီအရေးတက်မှာမြင်နေရတာခုနကကျွန်တော်ပြောသလိုပေါ့ပြန်ပြီးတော့သူလျှောက်လေးချက်တင်တဲ့ချိန်မှာအရှိမှလည်းအချိုးတွေကတော့တကယ်လိုအပ်ချက်ရှိလို့ထွက်သွားကြတယ်တီးတီးထွက်သွားကြတယ်သူ့ဘေးနားမှာတယောက်မှမရှိတော့ဖြစ်နေတယ်ကျွန်တော်ထင်တယ်လူကလည်း ဲ့ချိန်မှာသူနဲ့အတူတူထောင်ထဲမှာပဲရှိနေတဲ့သဘောလားမသိဘူးဆိုလူကလည်းသူနဲ့အတူလိုက်လို့မရအောင်ကျန်တဲ့လိုက်လို့ရတဲ့သူတွေကလည်းမရှိဘူးဆိုတော့သူအရင်ဝန်းနေတယ်ပြီးတော့သူ့ကိုစွန့်ပစ်သွားကြတယ်သူစိတ်ထဲမှာလားသူဖြစ်တဲ့အတိုင်းသူပြောပြတယ်ဒါပေမဲ့တဲ့အဲ့ဒီသူတွေကိုဘုရားသခင်အပြစ်မြူပါစေနဲ့ဆိုတော့သူကစွတ်တောင်းပြီးသူနားလေတယ်ပေါ့လေသူနားလေတယ်စဉ်းစားကြည့်နော် ရတမန်တော်ကြီးရှင်ပေါ်လူရဲ့နောက်ဆုံးသူ့တတ်တော့မဲ့အချိန်ပဲဒါဒါပထမယုံကျင်းတော့နောက်ယုံကျင်းဘယ်ချိန်လောက်မှသူ့ကိုစင်ကျချလိုက်မလဲဆိုတော့ဒါကျွန်တော်တော့မသိဘူးသူနှစ်ချိန်လို့တော့ဒီဟိုနေ့မှာပြောပြောတဲ့ကွန်မတီတစ်ခုမှာတော့ဖတ်ဖူးတယ်နှစ်ချိန်ဒါပထမတစ်ချိန်မှာသူလျှောက်လေးချက်တင်တယ်ဒုတိယတစ်ချိန်ကျလို့ရှင်ဒါစင်ကျချတာပဲလို့တော့ပြောတယ်အဲ့ခါမှာသူဆက်ပြောတဲ့အရာလေးက လူအပေါင်းတို့သည်စွန့်ပစ်ကြသောလေဒေသနာတော်ကိုအကုန်စင်ဟောပြော၍ခတ်သိမ်းသော လူမျိုးတို့သည်ကြားသိစေခြင်းကသခင်ဘုရားသည်ငါဘက်၌နေ၍ငါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအဖြစ်ရှင်သိကတွင်မှကေနှုတ်ချင်းချမ်းသာကိုငါရ၏တော့ဒါကလေခွန်အားအရင်ရှိပါလူတွေကစွန့်ပစ်ပေမဲ့လေဖျားက ဘယ်ဖျားလဲဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ဖျားကသူနဲ့တူရှိနေတယ်ဘသူခံစားရတယ်နော်ဒါကိုသူပြောပြတယ်ဆိုတော့နှုတ်ကပတော်ထဲမှာဆိုလို့ရှိရင်လည်းဒါတွေတွေ့ရပါတယ်ငါဒီတင့်ကိုမစွန့်အလင်းပြည့်ပြည့်မထားဆိုတဲ့ဒါဟိဗေ73ငားထဲမှာဒါကိုကျွန်တော်တွေ့ရတယ်ပြောမှသခင်ယေရှုခရစ်ကဂတိပေးသွားတဲ့အရာဆိုတော့ဒီ တခင်ယေရှုကတပည့်တော်တွေကိုဘယ်တော့မှမစွန့်ပစ်ဘူးဆိုတဲ့ဒီဂတိတော်ပေါ့နော်ဒါကိုလေတမန်တော်ကြီးရှင်ပေါလုကပြောတယ်ဒါကိုသူကတတိပြန်ရတဲ့ဥစ္စာမျိုးဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့တက်တာထဲမှာလဲတခါကြီးကြလို့ရှင်ကျွန်တော်တို့ယဉ်နှီးတဲ့သူအာပြီးတော့ကိုကတခခုဖြစ်လို့ရှင်တော့ကို့ဘီးနားမှာရှိမှာပဲဆိုပြီးတော့ အထင်နေပေါ့နော်ဒီလိုအခြေအနေမျိုးမှာကိုမျော်လင့်နေပြီမြဲတခါကြာလို့ရှိရင်မရှိတဲ့အခြေအနေမျိုးလေးရှိတတ်ပါတယ်။အော်ကျွန်တော်ဖြည်းဖြည်းလေးတစ်ခုသွားပြီးတော့မှတတိရမိတယ်။ကျွန်တော်မျိုးသမီးဒီဂျိုင်းမှာပေါ့နော်အာစီချိတ်လေးတွေရှိတယ်။ဂျိုင်းကတော့နှစ်ဖက်စလုံးမှာသွားပြီးတော့မှစီချိတ်တွေတွေ့ရတယ်။ဆိုတော့ဆရာဝန်ကအကြည့်ရတော့အနေနဲ့မရှိပါဘူး။ဒါပေမဲ့ဆော့စီခွဲထုတ်ထားလိုက်ပါဆိုပြီးပြောတယ်။ တကယ်တော့မိုင်နာပါမိုင်နာ operation လေးပဲပေါ့အာပြီးတော့မှဒီဂျိုင်းကနှစ်ဖက်ဖြစ်သွားတော့အဒါထုံစည်းနေတော့မလုပ်ဘူးထုံစည်းတော့ထိုးတော့ထိုးမယ်ပေါ့ကျွန်တော်တို့ဒါမိစည်းနေပဲလုပ်မယ်ဆိုပြီးတော့ပြောတယ်ပြောတဲ့အခါမှာငွေကြေးကတော့ဘုရားသခင်ပြင်ဆင်ထားတဲ့အခါမှာကျွန်တော်တို့ဒီမှာရှိပါတယ်ဆိုတော့အဲ့ခါမှာသွားတော့အဲ လူဆိုတော့လေခါကြကျွန်တော်မျောတယ်ဗျာတလားကိုတဲ့ဝိညာဉ်ရင်းရမှာရင်းကျက်တဲ့သူတွေဆရာသမားတွေဆိုတော့ကျွန်တော်တို့ကလည်းဒီအတင်းတော်ထဲမှာအာကျွန်တော်မျိုးသမီးကလည်း pressure မျိုးရှိမှာပါဝင်နေသူပေါ့ကျွန်တော်ကလည်းအဲ့ချင်းတော့ဓမ္မပညာမှာပါဝင်တာပေါ့နော်ဥဆောင်ပေးနေရတဲ့အချိန်တွေမှာပေါ့ဆိုတော့ကျွန်တော်မျောတယ်အဲ့ချင်းမှာလေကျွန်တော်တို့လာပြီးဆူတောင်းပေးမလားဆိုပြီးခင်ဗျစီဆေးရုံမှာဟိုမျောလင့်မိတာမျိုးရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီချိန်မှာ ကျွန်တော်အရင်စိုးရင်လားဟိုအိမ်အောင်ကြာဂါဇာနည်းနည်းပေါ့နော်တစ်နှစ်နှစ်နှစ်လောက်ပဲရှိအောင်မထင်ねဆိုတော့မြို့သမီးကလည်းစိုးရင်တယ်ဆိုတော့မိစည်းပြီးမင်းဆိုလို့ရှိရင် तू အဆင်ပြေပါမလားစိုက်ပြီး၆တူးရတာပေါ့ဘယ်လိုမျိုးဖြစ်နေလဲအချိန်မှာဟိုကျွန်တော်ဖះကိုပဲဆူတောင်းတယ်ဆိုတော့စေယုံကလူတွေကတော့အာဒီဆရာသူ့မြို့သမီးအရင်ချစ်တာပဲဆိုပြီးတော့မှပြောတယ်တကယ်တော့ကျွန်တော်အထင်းမှာအဲ့တော့တိတ်မငြိမ်သက်ဘူး ောက်တစ်ချိန်လုံးစုဝေးတောင်းနေတယ်သူဆင်းခွဲကန်းဝင်သွားတဲ့အခါမှာလေအာကျွန်တော်ဆုတောင်းပေးတယ်တောက်လျှောက်ကျွန်တော်အစားတော့မစားနိုင်ပြီးတော့မှခွဲကန်းကြီးထွက်လာလဲကြာတယ်ကွယ်ရမ်းမဲအဲ့လုံးကလေတော့အာပြန်ထွက်လာပြီလို့တည်င်းတော့ရပြီမတော့ပြန်ထွက်လာလို့မရသေးဘူးအဲပြီးတော့သူကနည်းနည်းအဲ့လိုပေါ့ဟိုမေ့တယ်လို့လို့ဟိုတတိယရချက်မရချက်ဖြစ်နေတာသိပါတယ် operation လုပ်တဲ့သူတွေဆိုရတာလေးတွေ ဖြစ်နေတယ်ဘယ်လိုဖြစ်သခင်အကောင်းဆုံးလုပ်ပါလဲဒါပေမဲ့အဲ့ဒီချိန်မှာအတင်းတော်ကကျွန်တော်မျိုးသမီးရဲ့တငယ်ချင်းပြီးတော့မှအာညီမပေါ့နော်သူတို့တငယ်ချင်းရင်းနေသူတို့လာကြည့်ပြီးတယ်ဗျစီးုံလာစောင့်ပြီးတယ်အဲ့လိုပဲပေါ့နော်လာစောင့်ပြီးရနောက်ထပ်ညီကိုတယောက်လည်းရှိပါတယ်ဆိုတော့အဲ့ဒါသူတို့လာစောင့်ပြီးသူတို့နှစ်ယောက်ကကျွန်တော်တို့အိတ်တုံးကလာပြီးတော့မှအကူညီပေးသူတို့ကျွန်တော်အရင်ကျေးဇူးတင်တယ်အဲပြီးတော့ကျွန်တော် ့ရောက်ခမှာပေါ့အဲ့ဒါလာပြီးတော့မှကိုကူညီပေးတာပေါ့စားဖို့တောက်ဖို့ရအစအားလားမျိုးလေးတွေလုတ်ပေးတာမျိုးပေါ့နော်ပြောချင်တာကတခုခုဆိုလို့ရှိရင်အဲ့လိုမျိုးအချိန်ဒီမှာကျွန်တော်မျှော်လင့်တာပေါ့နော်တောင်းတတဲ့အဲအဲ့လိုမျိုးဖြစ်ချင်မိမဲ့ဒါပေမဲ့ဟိုမဖြစ်လာတဲ့အချိန်ဒီမျိုးလေးရှိတယ်ကိုမျှော်လင့်တယ်လို့မဖြစ်လာတာမျိုးလေးရှိတယ်ဒါမှလည်းရှင်ဖို့လို့လေဒါမျိုးဖြစ်မြင်တယ်။ तू ကတော့ပူဆိုးတာပေါ့။အတူရဲ့နောက်ဆုံးအချိန်ဖြစ်နေပြီ။ဆိုတော့သူ့ရဲ့ ဒီမျိုးလင်းတဲ့သူတွေကိုလည်းသူမတွေ့ရတော့ဆွန့်အောင်ဆွန့်ပစ်သွားသေးတယ်ခွာအောင်ခွာသွားသေးတယ်သူစီကနေပြီးတော့ဘယ်တော့တော့သူဝန်းနေနိုင်မယ်နော်ဒါပေမဲ့အဲ့ဒီအချိန်မှာသူကဘာတော်လုတ်သေးလဲဆိုလို့ရှိရင်တရားတော်ဟောလိုက်သေးတယ်ဒေသနာတော်ကိုအကုန်စင်ဟောပြော၍ခတ်သိမ်းသောလူမျိုးတို့သည်ကြားသိစေခြင်းကသခင်ဘုရားသည်ငါ့ဘက်၌နေ၍ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောကြောင့်သူကနှုတ်ကပတ်တော် အေးဝင်လီတရင်စကားကိုတော့ဘာလို့လိုက်သေးလဲဆိုလို့ရှိရင်ဟောပြောလိုက်သေးတယ်။ဒါကြောင့်သူ့သူ့ရဲ့ဒေသနာနဲ့ညီရဲ့သူဖြစ်တယ်။အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်သည်ဘယ်လိုအချိန်မျိုးမှမဆိုသူ့ဖျက်ခင်ခိုင်းထားတဲ့အလုပ်ကိုသူလုပ်တယ်ဆိုတာတွေ့ရတယ်။တကယ်တကယ်ကျွန်တော်တို့ရှင်ပေါ်လူကအရန်ဟိုစိတ်ခံစားချက်ကမကောင်းဘူး။ဟိုထဲမှာလည်းတယောက်တည်းဖြစ်နေတယ်ထီးကျန်ဖြစ်နေတဲ့အချိန်မှာလည်း မဟုတ်သူပြောတာပဲသူဝင်ငှတာပဲဆိုတော့ဒါအရေးကြီးတယ်လीเนาะဒါကိုသူပြောပြပြီးမဝင်ငှတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒါကိုသူတက်တည်ခံနေဆိုတော့တွေ့ရတယ်ပြီးတော့သူဒါလေးတစ်ချက်ကိုသူပြောတယ်ရှင်သေးကတွင်းမှာကဲနှုတ်ချင်းချမ်းသာကိုငါရဤဘောဒါဒါဘယ်ထဲမှာပါသွားတဲ့ဥစ္စာလဲဆိုလို့ရှိရင်ဆာလန်၂၂ထဲမှာဒါလေးကိုကျွန်တော်တွေ့ရပါတယ် သခင်ယေရှုဖျားလက်ဝါးကားတိုင်းမှာတော့လည်းဒီ prophecy ပြုတ်ချက်လို့လည်းပြောလို့ရတယ်ဒီဇာလံကအာအဲ့ဒါကိုပဲသခင်ယေရှုဖျားဟိုပြောသွားခဲ့တယ်เนาะတအငယ်1မှာနှစ်မှာဇာလံ22အငယ်အာ1နှစ်မှာဆိုတော့ဒါလေးညဟုတ်တမန်တော်ရှင်ပေါ်လူစီမှာလည်းဒီစာလံကျမ်းပေါ့နော်ဒီ22က22ခုမြောက်သောစာလံက သူ့အထဲမှာဒါနှလုံးထဲမှာတူထားတဲ့အတိုင်းဖြစ်နေတယ်။ငွေတက်ကကျွန်ုပ်ဖျားကျွန်ုပ်ဖျားဘယ်ကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်မည်အကျွန်ုပ်ကိုမကယ်တင်မဲအကျွန်ုပ်အော်ဟစ်တော်စကားကိုနားမထောင်မဲဘယ်ကြောင့်အဝေးမှာหนีတော်မူသည်နည်း။အဲ့92ငွေတက်မှာကျွန်တော်ဒါ92မှာကြတော့ရှင်သေးကတွင်မှာကျွန်ုပ်ကိုကယ်တင်၍ကျန့်ဥကျူတွင်မှာကျွန်ုပ်ခေါ်သောအတန်ကိုနားထောင်တော်မူပါ ဆိုပြီးထပ်ပြောတယ်သူကချင်းသေးကုဒင်းနေရဆိုတာဒါဒီဒီရဲ့စကလုံးကိုသူပြန်ယူလိုက်တာဖြစ်မယ်ဆိုပြီးတော့မှမိမောင်းထိုးပြကြတယ်ပေါ့နော်ဆိုတော့ဒီလိုပြောတော့ဒီအမှုရင်ဆိုင်နေရတဲ့အခြေအနေကနေလွတ်မြောက်သွားတာကိုပြောတာမဟုတ်ဘူးပြ။ဘာလို့တော့ဒီငွေ6မှာကြတော့တော့သူပြောထားတာရှိရဲ့လေ။အဲသူကစုတည်ရတော့မယ်ဆိုတာသူတည်ရတော့မယ် ့ပြီးရတော့လမ်းကိုအဆုံးတိုင်အောင်ငါပြီးပြီဆိုတဲ့ဥစ္စာလေးကိုသူကအရှိပိုင်းမှာသူပြောထားတယ်ဆိုတော့တဘောကဒီပြီးတော့သူ့ကိုတက်တဲ့ခါမှာခေါင်းဖြတ်ပြီးတက်မှာအဲ့ဒီအချိန်လေးမှာယုံရင်ဆန်ခက်ဖြစ်တာမျိုးမရှိဘဲနဲ့ပြီးမှအာအကြောက်ပါပြီးအာကျွန်တော်ယေရှုမယုံကြည်တော့ပါဘူးဆိုတော့ယုံကြည်ခြင်းတရားကိုအာဆွန့်လွတ်လိုက်တဲ့အချိန်မျိုးပုံစံမျိုးကိုသူမဟုတ်ဘဲနဲ့ ဒီတည်ခြင်းတယောက်သူအေးအေးဆေးဆေးကြော်ဖြတ်သွားဖို့အတွက်ဒီချင်းသိကဒွင်းနဲ့ကနေဖြတ်ကြော်ပြီးသွားဖို့အတွက်သူအာဒါတက်နိုင်တယ်ဖျားသိခင်ကောဒီချိန်မှာခွန်အားပြည့်ပြီးထားလိုက်ပြီဆိုတဲ့ဥစ္စာမျိုးသူပြောတာဖြစ်လေအတွင်းထဲမှာလုံးဝအာဒီတည်ခြင်းတရားနဲ့ပတ်သက်တဲ့အရာကိုပြောမှနှင်းစေဒုက္ခကိုဖြတ်တန်းသွားတဲ့အရာကိုအောင်မြင်သွားဖို့အတွက်အဲဒါသူပြင်ပြင်ဆင်ထားပြီးသွားပြီသူ့ထဲမှာ ွန်အားရှိသွားပြီပြတ်သူသခင်ယေရှုကိုလည်းသူခွန်အားယူတယ်ပြင်မယ်ငါသခင်လို့သူပြောတာเนาะသခင်ဘုရားငါနဲ့တူရှိတယ်လို့ပြောတဲ့ကောင်မှာဒါဟုတ်သခင်ဘုရားလည်းသူ့ကိုပြန်ပြီးတော့မှဝိညာဉ်တော်အပြင်ဖွင့်ပြမှာကားတိုင်းလမ်းရှောက်သွားတဲ့အခါမှာဒီယောမစစ်သားတွေရိုက်နှက်မှသွားတယ်သူတလင်းလင်းနဲ့ပြောမှဒီဂောလာဂောတာလို့ခေါ်တဲ့ဂရာနီကုန်းပေါ်မှာအာရိုက်နှက်ပြီးတော့မှနောက်ဆုံးအချိန်မှာအမှုပြီးပြီဆိုပြီးတော့မှ ြိုးလိုက်တဲ့သခင်ဖရားရဲ့လှုပ်ဆောင်တဲ့အရာတွေကိုလေဒီချိန်မှာကောင်းကောင်းဆင်ခြင်ဖို့ရှိမယ်လို့ကျွန်တော်နားလေပါတယ်ဒါကြောင့်သခင်ဖရားဘယ်သူမှငါနဲ့အတူမရှိပါနဲ့သခင်ဖရားငါနဲ့အတူရှိတယ်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာလေကျွန်တော်တို့ကြုံနေရတဲ့ခေဒီပြဿနာတွေဖိနှိပ်မှုတွေရက်စက်မှုတွေနော်အဲ့ပြီးတော့မှအနိုင်ကျင့်မှုတွေအကုန်လုံးပါဆိုကျွန်တော်တို့เนี่ยဘယ်သူရက်တည်ပြီးမှလဲ ကျွန်တော်တို့ဘယ်သူကိုချင်းစာလဲလို့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာလေးကျွန်တော်ပြန်သတိရဖို့လိုပါတယ်။သခင်ယေရှုခရစ်တော်ကျွန်တော်နဲ့အတူရှိပါ။အေဗြေ73:5မှာငါဒီတဲ့ကိုမစွန်းအလင်းပြည့်ဝမထားလို့ပြောတယ်။သခင်ယေရှုကိုယ်တိုင်ကကဘာကုန်သည့်တန်အောင်သင်တို့နဲ့ငါအတူရှိမယ်လို့နှုတ်ဘက်တော်ပြောပြထားပါတယ်။အေဗြေဩဝါစာခန်းကြီး1 အငယ်၁၈မှာထို့သောစုံစမ်းနောက်ရှိခြင်းကိုကိုယ်တိုင်ခံ၍ဒုက္ခဆင်းရဲ၌ကျင်လေသောကြောင့်စုံစမ်းနောက်ရှိခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကိုမားဆခြင်းကတတ်နိုင်တော်မူ၏ဘုသူပြောလေဆိုတော့သခင်ယေရှုခရစ်တော်ကျွန်တော်ဖြစ်နေတဲ့ခဲ့ခဲဒုက္ခပြဿနာစုံစမ်းနောက်ရှိခြင်းကိုသခင်ယေရှုဖျားသည်လူစားတိခံတဲ့အခါမှာကိုယ်တိုင်ကြုံတွေ့ဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ကသူ့လောက်မခံရပါဘူးကျွန်တော်တို့ခံရတဲ့ဒုက္ခဆင်းရဲကသခင်ယေရှုလောက် မကြမ်းတမ်းပါတမန်တော်ရှင်ပေါလို့လေဒါမျိုးပါသူ့ရဲ့တက်တာတွေမှာသူသခင်ယေရှုခံရတဲ့ဒုက္ခဆင်းရဲတော့သူမခက်ခဲဘူးမကြမ်းတမ်းဘူးဆိုတာသူနားလေပြီးဝိညာဉ်တော်ပြန်သူ့ခွန်အားပေးတဲ့အခါမှာဒီခက်ခဲဒုက္ခပြဿနာကိုရင်ဆိုင်ဖက်ပန်းအောင်မြင်သွားဖို့အတွက်သူ့မှာခွန်အားပြည့်ရှိပြီဒါကြောင့်ခြင်သေးဒီနှုတ်ခမ်းဒီခြင်သေးကြိုက်ဖြစ်မဲ့အခြေအနေရနေမှာ ဟိုအောင်မြင်တဲ့အရာကိုသူရရှိပြီဆိုပြီးမှသူတိချာပြောပြထားတယ်ဆိုတော့တွေ့ရပါနောက်ဆုံးချက်ကသူမြတ်မကခင်ပြားသည်မကောင်းသောအမှုရှိသည်များတို့မှငါ့ကိုကယ်နှုတ်၍မိမိကောင်းကင်နိုင်ငံတော်သို့တိုင်အောင်မာဇာပို့ဆောင်တော်မူလိမ့်မည်ထိုသခင်သည်ကဘာဆက်ဆက်ဘုံကြီးတော်မူစေသည်ဒီအရာကိုအာတိမောသေလေးဖတ်တဲ့အချိန်မှာတော့တော်တော်လေး စိတ်ထဲမှာဝမ်းနည်းကြည်ခွင်းမှုတော့ရှိမှာပဲအဲ့တော့သူ့ဘေးသားမှာဘယ်သူမှမရှိဘူးတခင်ဘုရားကရှိတယ်ဆိုတော့တခင်ဘုရားမကောင်းသောအမှုရာဆိုတဲ့အခါမှာခုနပြောတဲ့ခက်ခဲဒုက္ခသူ့ရိုက်နှက်ဒါလည်းရှိနိုင်တယ်ခုနဟိုဥစားလေးကောင်းဖြတ်တတ်တဲ့အရာအစင်းစားကြည့်ကြောက်เสียပါဘောနော်ဒါမျိုးဖြစ်လာမယ့်အရာတွေကိုလေသူကြုံရမယ်ဒါပေမဲ့အဲ့ဒီအရာတွေမှာမကောင်းသောအမှုရာဆိုတော့ကျွန်တော်ခုနပြောလိုက်တဲ့လိုမျိုးပဲသူ့ရဲ့ဒီ ုံရင်းဆန်ကဖြစ်ပြီးတော့မှအကြောက်ရွံ့ပြီးတော့မှဟိုရုပ်ပြက်ဆင်းပြက်ဖြစ်သွားမယ့်အခြေအနေမျိုးဘုရားမပြီးပါဘူးမကောင်းသောအခြေအနေကနေဘုရားသခင်ကယ်နှုတ်ပြီးဘယ်တိပို့မလဲဆိုကောင်းကင်နိုင်ငံတော်သူတိုင်အောင်မစားဥဆောင်တော်မူလိမ့်မည်ဆိုနောက်တစ်ခုစဉ်းစားလို့ရတာကဒီကောင်းကင်နိုင်ငံရောက်လို့ရှိရင်ဒါကခုနပြောတဲ့မိမိလီနီညီကြီးဘုံမှာခရစ်တော်ချင်းဝင်မယ်မိလီနီနှစ်တထောင်ပြောကြတာမဟုတ်ပါဘူး ဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်ကောင်းကင်နိုင်ငံဖရာသခင်ရှိတဲ့ပရတိတုဘုံ paradise ဆိုတဲ့နေရာမှာဥချင်းနာချင်းတည်ချင်းကိမိပြီးတော့မှမြေကြီးမရှိတော့မယ်ဝန်းနေချင်းချုပ်ခြင်းသွားပြီးတော့မှဝမ်းမြောက်ချင်းနဲ့ထိုသခင်နဲ့အတူတူအသက်ရှင်ရမယ်အချိန်ကြီးကောင်းကင်နိုင်ငံမှာဆိုတော့အဲ့ဒီကောင်းတဲ့အရာဖရာသခင်ကောမစားမယ်ကောင်းကင်နိုင်ငံမှာငါကြုံတွေ့ရမယ်ဆိုတဲ့ဥစ္စာကိုဒီတည်ချင်းတယောက်အဆုံးထိ ဖြတ်တန်းသွားတဲ့သူ့ရဲ့တက်တီကံချက်ကိုကျွန်တော်အခုဒီမှာကြားရပါတယ်เนาะဒါကိုမြင်ရပါတယ်ဒါကြောင့်ကျွန်တော်တက်တာထဲမှာလည်းဖျားသခင်ဒီကျွန်တော်နောက်ဆုံးချိန်ထိကျွန်တော်ဖြစ်လာသည်များအချိန်ဤအားလုံးပေါ်မှာဖျားသခင်အကောင်းဆုံးမဆပြင်ဆင်ထားပြီးတော့မှအချိန်နဲ့ကြောက်လို့ရှိရင်ကျွန်တော်ကောင်းငင်သူသူရှိတဲ့နေရာတင်းတို့နေစရာရက်ကိုပြင်ဆင်ခြင်းကငါပွားရတယ်ဆိုတော့ကိုရောကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့နေရာမှာကျွန်တော်သွားပြီးတော့မှ ချိန်တိုင်းကိုရောက်သွားတဲ့အခါမှာအရန်ဝမ်းသာစရာကြောင်းဖြစ်မင်းဆိုတာကိုလေဒီနေ့အားဖြင့်ကျွန်တော်ဟိုနားရရအောင်ဒါကြောင့်ကျွန်တော်တက်တာထဲမှာဘယ်လိုအခြေအနေမျိုးမှမဆိုဘယ်လိုအခက်အခဲမျိုးမှမဆိုလူတွေမရှိတော့ပေမဲ့ကျွန်တော်တို့ဖျားသခင်အမြဲတမ်းရှိတယ်ယေရှုခရစ်တော်ဒီကျွန်တော်တို့အတူရှိတယ်ဆိုတဲ့အရာလေးကိုနှလုံးသွင်းပြီးတော့မှခွန်အားယူဖို့အတွက်နေငယ်ငါတိုက်တွန်းခြင်းပါတယ်အားလုံးပေါ်မှာဖျားသခင်တိုင်းကောင်းချီးပေးပါ